ကျောက်သမားတွေကဂျင်းနေကြီးပါကွာအမှန်ကိုအသုံးမကျတာကျောက်သမားတွေကဂျင်းမဟုတ်ဘူးเนาะအကြံတော့ပေးရမလဲเนาะဥပမာငါးသိန်းပေါ့ဥပမာပေါ့เนาะကျောက်လို့မယ်ဆိုရင်လည်းငါးသိန်းတော့လူတိုင်းရှိပါတယ်ဟုတ်တယ်မလားငါးသိန်းရှိတယ်ဆိုရင်တောင်းငဏလေးနဲ့ဝယ်ငါးသောင်းလောက်ဝယ်ဖြတ်တယ်တွေးတယ်ကိုကတော့စူးစမ်းဖို့တော့လူတယ်အကုန်လုံးအစားအဆုံးကိုလို့ဖို့တော့လူတယ်ကွာဒါလေးကိုဒီလိုင်းအောင်လေလိုက်ချင်တယ်နောက်မှအရင်ကြီးထက်တဲ့ဘက်ကောင်းနေရမရှိဘူးဆို ဟုတ်လားဝယ်လာတော့ခါပါတော့ကိုယ့်ကိုယ်ဝယ်ဖြတ်တာသွေးတာကြီးရောင်းတာတွေသူများကိုအပ်တယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဆုံးရှုံးနိုင်ကြရများတယ်ချက်ချင်းကုန်တယ်ပေါ့ကျွန်တော်တို့အရင်နားမလဲပဲနဲ့ကျွန်တော်ကပဲရေခဲမှုရောင်းနေတဲ့ပတ်စံလေးစုတာတသိန်းပတ်စံတသိန်းဆိုအများကြီးအဲ့တော့စုထားတာအဲ့ဒါကိုကျွန်တော်ကမသိမသိနားမလဲပဲနဲ့လက်ကောက်ကြည့်ဝယ်လိုက်တယ်โอเคကျွန်တော်ဝယ်လိုက်တယ်2000ဝန်းနဲ့ဝယ်လိုက်တာရှိတာဘယ်လောက်ရှိရတော့တသိန်းရှိတာတသိန်းဆိုအဲ့တော့နွားတော့ကောင်ဝယ်လို့ရတယ်ကျွန်တော်အရင်အမေရတယ် အဲ့ဒါငါသားလည်းအဲ့ဒီပစ္စတသိမ့်ပေးတယ်မေကိုနွားဝယ်ပေးမယ်တဲ့နွားတော့ကောင်ဝယ်လို့ရတယ်နွားတော့ကောင်ဝယ်နွားကကြီးသွားရင်ပြန်ရောင်းလဲဆိုရင်ဒါထားပါတော့တိုးတယ်ပေါ့ဗျာဒါရွာရဲ့အတွေ့အကြုံကျွန်တော်ကမျိုးမပဲနေချင်တာရွာမှာမနေချင်ဘူးနွားမဝယ်နဲ့ပေါ့ကျွန်တော်ပါတယ်ကျွန်တော်ဒီမှာကြောက်ထဲမှာအရင်ကြီးချလိုက်မယ်ကျွန်တော်2000ဝယ်နဲ့ဝယ်လိုက်တာဗျာလက်ကောက်ဖောက်လိုက်တာ9ခွင်းရတယ်အဲ့တော့ဖောက်ရတာ၅ခွင့်ရတယ်ကိုကိုကိုယ်တိုင်ဖောက်တက်လားမဖောက်တက်ဘူးသူတို့ဖောက်ခန်းရတယ်ဖြတ်ခန်းရတယ်၅ခွင့်ရတယ် အဲ့တော့အဲ့ဒီဟာဖောက်ပြီးသားဖောက်ပြီးသားတွေးတာလည်းတခြားတဲ့နေရာမှာသွားပြီးတော့တွေးရတာဖောက်ပဲဖောက်ပြီးသားသူကတွေးရတခြားတဲ့နေရာမှာအဲ့တခြားနေမှာသွားတွေးတယ်ဖောက်ကလည်းပေးရတယ်တွေးကလည်းပေးရတယ်ရောင်းရတယ်ဆိုလည်းကိုကမရောင်းတတ်ဘူးပွဲသားကိုရောင်းလိုက်ရတာအဲ့ဒါအကုန်လုံးပြီးသွားတော့ဘယ်လောက်ရလဲဆိုတော့9000ပဲပြန်ရတယ်ကျွန်တော်ဝယ်က2000ပဲဒီကြားထဲမှာဖြတ်ကတွေးရတယ်တသက်ရှိသေးရဲ့ရောင်းစားလိုက်တာ9000ပဲရတယ်အဲ့တော့မကုန်သွားပြီပတ်စံ2000လောက်ကပျောက်သွားတယ်အဲ့လိုနဲ့ကျွန်တော်2ကွင်3ကွင်လောက်လောက်လိုက်ခါကျတော့လက်ထဲမှာရှိတဲ့ပတ်စံတသိန်းကုန်သွားရော ကျောက်သမားတွေကဂျင်းနေကြပါကွာအမှန်ကိုအသုံးမကျတာကျောက်သမားတွေကဂျင်းမဟုတ်ဘူးเนาะကျောက်သမားတွေကဂျင်းမဟုတ်ဘူးကိုယ်ကပညာမတတ်တာပေါ့အဲ့တော့ဒီ line စလုံးမယ်ဆိုရင်အဲ့တော့နောက်နောက်ပိုင်းကျွန်တော်ဒါကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လုပ်တဲ့နီလန်ကတော့ကွဲစားလုပ်တယ်အရင်နေ့ရတယ်ဒီမှာကျွန်တော်ကဥပမာ9000လောက်ရှိတယ်ဆိုရင်ဒီမှာ9000 1000လောက်ပဲကျွန်တော်ပြန်ရင်းတယ် ဲ့လိုပဲသွားတယ်အနောက်ပိုင်းတရားလည်းပဲသွားတယ်ဒီကောင်ကကျွန်တော်သိန်း၁၀ကဏ္ဍနဲ့ရတယ်ဒီကောင်ကတသိန်း၂သိန်းလောက်ပဲပြန်ရင်းတယ်အဲ့လိုလေးနဲ့ပဲကျွန်တော်တွိုင်းသွားတယ်ဒါပေမဲ့ကိုယ်တိုင်ဖြတ်ကိုယ်တိုင်သွေးရေပေါ့နော်အဲ့လိုသွားတာအဲ့တော့ဒီကောင်တက်တက်တခြားကဘာမှမလုပ်ဘူးဒီကောင်နဲ့သွားတယ်ဆိုရင်တော့နောက်မှာပါရှိရမလဲဆိုတော့နောက်မှာ background အလုပ်ရှိရမယ်